ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တော့လုံးပေါင်းရှင်းပရိတ်လေးလုံးပါတော့ဤနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဤနံပါတ်၄ပါတော့ဒါလေးကဤနံပါတ်၄ကိုဒီမှာကျွန်တော်ဒူတာလေးပြပြထားတယ်ပါတော့ဆိုတော့ကျွန်တော်အဲ့မှာ368ရဲ့နေ409ရဲ့မှာဆိုရင်ကျွန်တော်တို့အဲ့ဒီမှာ3မပါဘူး6မပါဘူး9ပါတယ်ပေါ့နော်ဆိုတော့ဒီမှာခွန်ခွန်ဒီဒီမှာခွန်ဖြစ်ပါတယ် ီးရင်ဒီရှစ်ကပါဘူးဆိုတော့ဒီမှာခုနှစ်တလုံးပဲပေါ့နော်နောက်ထပ်တစ်ကြိမ်သူက665ဆိုပြီးဖြစ်ပါတယ်6နာကြိမ်7နှစ်နေနာ5ပေါင်းရှင်းခုနှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ665ပေါင်းရှင်းခုနှစ်ဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်မှာနေ9ရှောက်ခွန်ပရိယ9ခွန်3မြားနေပရိယဆိုပြီးရတယ်ဗောနော်နေ9ခွန်ပရိတဲ့က9ရှောက်နေဆိုတဲ့အတွက်9နဲ့6ပေါင်း15 9နဲ့နေပေါင်းရှင်း9ပရိဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ကျွန်တော်တို့ဒီမှာ3 6ရရတယ်ဗောနော်3ညလေးလေးဆိုတဲ့အတွက်ပေါင်းရှင်းဒီ ship rate ဖြစ်ပါတယ်ခင်ဗျာ3ညလေးလေး ship rate ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီနင်းနေတဲ့တပင်မှာတော့နင်းနေနှစ်ပေါင်းလေးလေးနဲ့တပေါင်းရှင်း9 rate ဖြစ်ပါတယ်ဒီမှာလေးကျွန်တော်ပုံတူ break က9တလုံးထဲရတယ်ဗောနော်8 4 3ဆိုတဲ့အတွက်8 4ပေါင်းတာ7နင်းနေ3ပေါင်းရှင်းဒီ9 rate ဖြစ်ပါတယ်ခင်ဗျာ โอเคนะถ้าตรงญานี้คอมปริยาดิบ่เนาะชิชอบ3สุดแล้วชิน6ชอบนะ14บ่เนาะเล่นะ3บอลชิ้นดิ9ปริဖြစ်ပါတယ်ชิชอบ3บอลชิ้นดิ9ปริบ่เนาะနောက်ထပ်ဒီနှစ်တုံညာကိုနှစ်တုံညာကိုဆိုရအတွက်တင်လျှောက်တဲ့ကကျွန်တော်တိပရိဖြစ်ပါရခင်ဗျာဒီခွန်ခွန်ကိုခွန်ခွန်ကိုမှာတော့ပရိသုံးတလုံးထဲရှိတယ်ဗောနောခွန်ခွန်ကိုဆိုတဲ့အတွက်သုံးပရိဖြစ်ပါရခင်ဗျာ ီမှာလည်းခုနှစ်တလုံးပဲရှိတယ်ဗောနော်ခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ခုနှစ်ပရိဖြစ်ပါတယ်ဒီ3ခွန်ခွန်မှာလည်းခုနှစ်ပရိပဲဖြစ်ပါတယ်ခင်ဗျာပရိကခုနှစ်ပရိရတယ်ဗောနော်ခုနှစ်ပရိ3ခွန်ခွန်ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီမှာတိပရိရတယ်ဗောနော်၈၉လေးဖြစ်ပါတယ်တိပရိ၈၉လေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာ၄ပရိတလုံးထဲရတယ်ဗောနော်ဒီ၄ပရိမှာကြတော့ကျွန်တော်963ဆပြဖြစ်ပါတယ်ခင်ဗျာ ီမှာလည်းပြိတ်တလုံးတိပိဖြစ်ပါတယ်ဗောနော်တိပိမှာရှင်68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီတိ6ပြိတ်မှာကြတော့နိနိခွန်ဆိုတဲ့အတွက်နိနိနိပေါင်းလေးနိနိခွန်ပါရှင်ဒီတိပိတ်ဖြစ်ပါတယ်ဒီ9လေးပြိတ်မှာတော့388ဆိုတဲ့အတွက်388ပေါင်း66 6နဲ့3ပါရှင်9ပြိတ်ဖြစ်ပါတယ်ခင်ဗျာဒီမှာတော့နိနိပြိတ်တစ်ခုထည့်ပေးပါနော်နိပြိတ်ဒီ339ဆိုပြီးဖြစ်ပါတယ် သုံးတောင်ညာကိုပေါင်းရှင်းသည့်နေပရိဖြစ်ပါတယ်။ဒီ၃ငါးနှစ်မှာကျတော့၃နဲ့နှစ်ပေါင်းက၅နဲ့ပေါင်းရင်10ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။တုံညာပရိဖြစ်ပါတယ်။ဒီ၃ခုနှစ်မှာတော့ကျွန်တော်၃နဲ့နှစ်ပေါင်းက၅နဲ့၉ပေါင်းရှင်းသည့်လေပရိဖြစ်ပါတယ်။၃ခုနှစ်ဒီလေပရိပေါ့နော်။ဘာကပရိလေးလုံးကိုကျွန်တော်ဒီမှာပြပိဋ္ဌာရှင်းဖြစ်ပါတယ်ပေါ့နော်။ โอเคဒီမှာတော့ကျွန်တော်အေးကြည့်ရတာအလင်းတော့နည်းနည်းမှန်သွားမယ်ပေါ့เนาะကျွန်တော်ဒီမိရပြန်နေတဲ့အတွက်ကြောင့်မဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဘက်ကိုဆက်ပြီးလေ့လာကြအောင်ပေါ့เนาะဒီဘက်မှာဆိုရင်ကျွန်တော်အဲဒီမှာနေပရိတ်ရတယ်ပေါ့เนาะနေပရိတ်ဖြစ်ပါတယ်နေလေးချောင်းဆိုရတဲ့အတွက်နေပရိတ်ဖြစ်ပါတယ်ခင်ဗျာနေလေးချောင်းနေပရိတ်ဖြစ်ပါတယ် တပန်းကျွန်တော်ဒီမှာ၃နှစ်လေးဆိုရတဲ့အတွက်ဒီ၄၉ရာတယ်ဗောနော်၄၉ဆိုရတဲ့၃နှစ်နဲ့ပေါင်းကငါနဲ့၄ပေါင်းရှင်ကကိုပရိဖြစ်ပါတယ်ခင်ဗျာ၃နှစ်လေးပေါင်းရှင်ကိုဒီငမတော့ငါပရိတလုံးထဲရှိတယ်ဗောနော်ဒီငါပရိမှာတော့ရှင်း၅နှစ်ဆိုပြီးဖြစ်ပါတယ်ရှင်းတဲ့နှစ်ပေါင်း၃၅ပရိဗောနော်အဲ့ဒါဒီမှာနိလေးကိုနိလေးကိုရတယ်ဗောနောရှစ်ဆောင်ကရှောင်းနှံကပေါင်းဆက်တဲ့တင်းနဲ့ရှစ်ပေါင်းရှင်းဒီကိုပရိဖြစ်ပါတယ်ရှစ်ဆောင်ကကိုပရိ တပန်းဒီ3ရှောင်း9နဲ့ရှောင်းပေါင်းဆက်တင်းနဲ့3ပေါင်းလေးလေးပရိတ်ပေါ့နော်ဒီမှာတော့ရှောင်းပရိတ်တစ်ခုတည်းပဲဖြစ်ပါတယ်ရှောင်းပရိတ်မှာရှောင်းလေးရှောင်းစုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာလည်းလေးပရိတ်တစ်ခုတည်းပဲပေါ့နော်လေးပရိတ်တစ်ခုတည်းမှာ9ခွန်8စုပြီးဖြစ်ပါတယ်နောက်ထပ်ဒီတော့ဒီ3ရှစ်ပရိတ်ရတယ်ပေါ့နော်ဒီ3ရှစ်ပရိတ်မှာ69ရှောင်းစုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းကတိပရိတ်ဖြစ်ပါတယ်ခင်ဗျာ ဒီ၈ခုရှိမှာကျွန်တော်ငါးတုံညာပြိဋ္ဌက်က၅ပြိဋ္ဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီမှာ90နဲ့ခုနှစ်ကြိမ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ဘောနောပြိဋ္ဌလေးလုံးဖြစ်ပါတယ်။ Share video မှာလည်းကျွန်တော်ပြိဋ္ဌလေးလုံးနဲ့ကျွန်တော်ပြိဋ္ဌသုံးလုံးပယ်တယ်နီးကိုလည်းတင်ပြထားပြီးပြီဘောနောအခုကတော့ကျွန်တော်ပြိဋ္ဌလေးလုံးနှိမ့်နှမျိုးကိုကြံလင်းမြောက်ပြီးတော့မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်နံပါတ်1ကိုစာပြီးတော့လေ့လာကြည့်အောင်ဘောနောဒါကနံပါတ်1ဒါကနံပါတ်2ဖြစ်ပါတယ်။ โอเคဒါဆိုရင်ကျွန်တော်နံပါတ်1ကိုဇာပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီရှစ်ကို9အနေမျိုးထားတာဖြစ်ပါတယ်ရှင်း940ပေါ့နော်ဒီ9ပေါင်းရင်48ဖြစ်ပါတယ်ခင်ဗျာဒီ6နှစ်ချိန်ပေါင်းတာက12ဖြစ်ပါတယ်ရှင်းနှစ်ချိန်ပေါင်းတာက16ပေါ့နော်9နှစ်ချိန်ပေါင်းတာက14ဖြစ်ပါတယ်ရှင်းနှစ်ချိန်ပေါင်းတာက16 3လီယာ12ဖြစ်ပါတယ်ဒီနှစ်နဲ့ရှင်းနှစ်ပေါင်းရင်30ပေါ့နော်17ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6နှစ်၄ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာ ဒီနှစ်နဲ့တပေါင်းရှင်းဒီ3တုံးနဲ့ခွန်ပေါင်းရင်10ဖြစ်ပါတယ်။ဒီမှာနှစ်နဲ့6နဲ့ပေါင်းတာ8ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ8ကိုကျွန်တော်3နဲ့ပေါင်းတာဖြစ်ပါတယ်။ရှင်းနဲ့3ပေါင်းရှင်း7 7 2 7 3ပေါ့နော်။ရှင်းတင်နဲ့3ပြိမာဆိုရင်6 9 6ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့6 9 6ဆိုတဲ့အတွက်တပြိတ်ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့၈၁၃မှာတိပရိ၆၉၆ဖြစ်ပါတယ် ဆိုရင်ဒီမှာပေါ့နော်၈3နဲ့3မှာ၈9 6 6ရှောက်ဆိုတဲ့အတွက်အတိပရိဖြစ်ပါတယ်။ငါ၈9 3များဆိုတာလေးဆက်ကြည့်အောင်လားခင်ဗျာ။ဒီ3များကို9နဲ့မြောက်မယ်ပေါ့နော်ဆိုတော့ဒီ၈ကို9နဲ့မြောက်ထားတဲ့အတွက်3များကိုလည်း9နဲ့ထပ်မြောက်မှာဖြစ်ပါတယ်။ကဲ့ရဲ့ဒီ9မှာတစ်ကြိမ်ဒီ6မှာတစ်ကြိမ်ပေါင်းထားတဲ့အတွက်9မှာတစ်ကြိမ်ထပ်ပေါင်းမယ်။7မှာတစ်ကြိမ်ဆိုတဲ့အတွက်6မှာတစ်ကြိမ်ပေါ့နော်။ဒီမှာလည်းတစ်ကြိမ်ဖြစ်ပါတယ်။ ဒီကိုမှလည်းနှစ်ချိန်ပါနော်၃ကို၄နဲ့မြောက်တဲ့အတွက်ဒီငါကို၄နဲ့မြောက်မယ်နှစ်မှာတစ်ချိန်ဆိုတဲ့အတွက်ဒီတင်မှာပါနော်၈မှာတင်တဲ့ထပ်ပေါင်းတဲ့အတွက်ဒီ၈ကိုလည်းတင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ၅ပါနော်၉နှစ်ချိန်ပေါင်းခြင်းက၁၈ဖြစ်ပါတယ်၆နှစ်ချိန်က၁၂တင်တဲ့ချိန်က၂၉နှစ်ချိန်က၁၈ပါနော်၅လေးလျာ၂၀ဒီတင်တဲ့၈၉၁၀ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 6210ရက်810ဒီမှာ5သလုံးကြံနေပါတော့ဆိုတော့အဲ့ဒီ5ကို3နဲ့ထပ်ပေါင်းမှာဖြစ်ပါလေ5နဲ့3ပေါင်းရှင်း6939 5693ပြိမာဆိုရင်698ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ698ဆိုရင်အတွက်5ပြိဖြစ်ပါတယ်ပေါ့နော်10ပြိ5ပြိ698အဲဆိုရင်ကျွန်တော်ဒီမှာ5693ပြိမာ698ဆိုပြီးပြပြထားတယ်ပေါ့နော်အဲဆိုရင်ဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ နည်းနည်းလောက်မှမယ်ဗောနကျွန်တော်မိပြန်နေတာဖြစ်ပါတယ်အဲ3ဝင်9နဲ့မြောက်မယ်၄မှာတစ်ချိန်ဒီ9မှာနှစ်ချိန်ဖြစ်ပါတယ်ဒီ6ဝင်နှစ်ချိန်ဆွဲအတွက်ဒီ8ကိုနှစ်ချိန်ပေါင်းမယ်ဗောနတင်မှာနှစ်ချိန်ဆွဲအတွက်ဒီ9ကိုနှစ်ချိန်ပေါင်းမယ်ဗောနဒီ၄မှာနှစ်ချိန်9ကို၄နဲ့မြောက်ထားတဲ့အတွက်ဒီ9ကို၄နဲ့ထမြောက်မယ်ဒီ1မှာဆွဲအတွက်8မှာ8နဲ့1ပေါင်းထားတဲ့အတွက်ဒီ1ကိုလည်း1နဲ့ထပ်ပေါင်းသွားမယ်ဗောနော 35ကျင်း35ကျင်း55ပါနော်9ကျင်း10 14 8ကျင်းပေါင်းတာ16 9ကျင်းပေါင်း14ပါနော်3ကျင်း8 9လေးလီ36 8 9 10ပါနော်ဒါဆိုရင်မှာ4 6ပေါင်း10 4 6ပေါင်း10 9နဲ့10ပေါင်းရှင်းသည်73ရတဲ့အတွက်3ကို3နဲ့ပေါင်းတာဆိုရင်6ခွန်8 3 6ခွန်8ပြည့်စုံပြီဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုရင်ဒီမှာ368 break ဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်နံပါတ်2ကိုဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာဒါလေးကတော့ကျွန်တော်နံပါတ်2ဖြစ်ပါတယ်ခင်ဗျာနံပါတ်2မှာဒီ8ကုန်9အနည်းမြောက်တယ်ဘာလို့85440ဖြစ်ပါတယ်ဒီ6ကတစ်ကြိမ်ဖြစ်ပါတယ်ကိုလေးဒီ36ဘောနော်ဒီ9နဲ့ဒီ9နဲ့ပေါက်လိုက်မယ်ဘောနော်14ဖြစ်ပါတယ်ဒီ3ကတစ်ကြိမ်9 3ကြိမ်15ဘောနော်9 3ကြိမ်15၃နှစ်ကြိမ် ြည့်ရှင်းတဲ့ချိန်ပေါင်းတာလည်း16ဖြစ်ပါရခင်ဗျာ။ဒါဆိုရင်6နဲ့4ပေါင်းတာက30ဖြစ်ပါတယ်။နောက်ထပ်ဒီမှာကျတော့6ဒီ3 2 3 6 3 7 3နဲ့3 9နဲ့ပေါင်းတာလေ8ဆိုတော့8နဲ့8ပေါင်း16ရတယ်ပေါ့နော်6ကို2နဲ့ပေါင်းတာ8ဖြစ်ပါတယ်8ကို3နဲ့ပေါင်းတာ17 8ကို2ပေါင်းတာ 6833ပြိမာ6960ဆိုတဲ့အတွက်တိပရိဖြစ်ပါတယ်ခင်ဗျာ6833မှာ6960ပေါ့နော်ဆိုတော့ဒီမှာပြပြထားတယ်6833မှာ6960ဆိုတဲ့အတွက်တိပရိဖြစ်ပါတယ်ငါခွန်3ညနှစ်စွာ40ပြီးတော့လေးလာကြည့်မယ်ပေါ့နော်ဒီချစ်ကုံ9နဲ့မြောက်ထားတဲ့အတွက်ဒီ3ညကို9နဲ့မြောက်ပါမယ်။ကိုးမာတဲ့ချိန်ဒီ6ကို4နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ကရယာကိုးမာတဲ့ချိန် တင်းမာတစ်ချိန်ငားမာတစ်ချိန်တင်းငားကိုသုံးနေမြောက်ပဲဗောနော်သုံးနှစ်ချိန်ပြီးရင်ဒီရှင်းနှစ်ချိန်ဆိုပြီးဖြစ်ပါတယ်ခါဆွဲငားသုံးညလီသုံးညဗောနော်ဒီ9နဲ့ဒီ9နဲ့ပေါင်းတာ18ဖြစ်ပါတယ်6လေးလီ20နဲ့လေးဗောနော်တင်းနဲ့ဒီ9နဲ့ပေါင်းတာက6ငားသုံးချိန်ဒီ15သုံးနှစ်ချိန်ပေါင်းတာ6ရှင်းနှစ်ချိန်ပေါင်းတာ16ဆိုပြီးဖြစ်ပါတယ်ဒီမှာလေကျွန်တော်၄နဲ့6ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာ ဒီရှင်းနဲ့ဒီ9နဲ့ပေါင်းတာ73 6နဲ့6ပေါင်းတာ7ဆိုတဲ့အတွက်3နဲ့2ပေါင်း900ရတဲ့အတွက်9ကို2ပေါင်း83ပေါင်းရှင်း30 3ညကို2ပေါင်း2 9 3ညနေပရိမှာ698ဆိုတဲ့အတွက်ကြောင့်မို့9ပရိဖြစ်ပါတယ်ခင်ဗျာ9 3ညနေမှာ698ပေါ့နော်ဆိုတော့ဒီမှာပြပေးထားတယ်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် ဒီ၃ညကို9နဲ့မြောက်ထားတဲ့အတွက်ဒီ၃ကိုလည်းကျွန်တော်9နဲ့ထပ်မြောက်မယ်ပေါ့နော်။9မှာတစ်ချိန်ဒီထိတ်ဆီးကို6နဲ့မြောက်တယ်ပေါ့နော်။ပြီးရင်ကရက်9မှာတစ်ချိန်9မှာတစ်ချိန်ဒီ9မှာတစ်ချိန်3ကို3နဲ့မြောက်မယ်ပေါ့နော်။အလင်းနှစ်မှာနှစ်ချိန်တစ်မှာနှစ်ချိန်ဆိုပြီးဖြစ်ပါလေခင်ဗျာ။ဒါဆိုရင်3 9 15ဖြစ်ပါလေခင်ဗျာ။9နဲ့9ပေါင်းတာက14ပေါ့နော်။8 4 30နဲ့1 9ပေါင်းတာ16 33ကြိမ်9နှစ်နှစ်ကြိမ်ပေါင်းတာ4ပေါ့နော်1နှစ်ကြိမ်နှစ်ဆိုပြီးဖြစ်ပါတယ်6နဲ့4ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ9နဲ့4ပေါင်း9ပေါ့နော်9နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါင်းတာ18နှစ်နဲ့ပေါင်းရင်20ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့နှစ်တစ်လုံးကြာနေတဲ့အတွက်နှစ်ကိုနှစ်ပေါင်းတော့၄ပေါ့နော် လေးကို၃ပေါင်းတော့ခွန်ခွန်ကို၂ပေါင်းတော့ကိုနှစ်လေးခွန်ကိုပြိလေးလုံးစုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာနှစ်လေးဒီမှာလေးနှစ်လေးခွန်ကိုပေါ့နော်နှစ်လေးခွန်ကိုအဆင့်တင်ပြိနှစ်ခုစလုံးသာဆက်ပြီးတော့ OK မယ်ဆိုရင်ပေါ့နော်ဆိုတော့ဒီမှာ၃ပြိမပါဘူး၆ပြိမပါဘူး9ပြိပါတယ်ပေါ့နော်ပြန်ရှင်းပြိကမှာပါတဲ့အတွက်ဒီတစ်ပတ်မှာကျွန်တော်ဒီနိနှစ်ခုသာဆိုရင် ခုနှစ်ပရိသုဘီဖြစ်ပါတယ်ခင်ဗျာโอเคဒါကဒီနေ့အရာပါเนาะခုနှစ်ပရိသုဘီဖြစ်ပါတယ်ကျွန်တော်ဒီမှာလေနေပရိ၅ပရိ၆ပရိ၄ပရိသုဘီပရိတလုံးထဲလဲရတယ်ပါเนาะဒီမှာဒီနေ့အရာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရှင်းပိုင်းမှာကျွန်တော်တင်ပြထားတဲ့ဟာကဒီမှာခွန်9ပရိရှိတယ်ပါเนาะခွန်9တုံညာနေ့ဆိုတော့ဒီမှာခွန်ပရိဖြစ်ပါတယ်ခွန်ပရိပါเนาะခွန်9ဆိုတော့ဒီမှာခွန်9ရှိတယ်ပါเนาะဆိုတော့ဒီမှာကျတော့ ချင်တော့နေလေခုံကိုနေလေခုံကိုဒီမှာတော့ခုံကိုတုံညာနေဆွေအတွက်တုံညာနေပြိပယ်တယ်96တုံညာပြိပယ်တယ်ဆိုရင်ခုံကိုခုံနေပြိပူပြီးအတာတယ်ဘောနော်โอเคဒီနေ့ရဆက်ပြီးတော့ okay ခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုစိတ်ကြမှာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒအပြည့်စုံကြပါစေခင်ဗျာ